င်္ဂလာပါရှင်မက်လ22ရက်စနေနေ့အတွက်ရေရုံကုန်ရဲ့လှုပ်လှုပ်ရှားရှားရုံကုန်သတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ပထမဦးစွာတင်ဆက်ပေးမှာကတော့လမ်းမတော်နယ်လာတာမှာလမ်းဘေးသွားလာနေသူတွေကိုကားဝင်တိုက်မှုနှမှုဖြစ်ပွားရာတဦးသေဆုံးပြီး၈ဦးဒဏ်ရာရရှိတဲ့သတင်းဖြစ်ပါတယ်မက်လ20ရက်ည9:00နာရီကကြောက်တရားခရိုင်ကလမ်းမတော်နယ်လာတာမြို့နယ်တွေမှာလမ်းဘေးသွားလာနေသူတွေကိုကားဝင်တိုက်မှုနှစ်မှုဖြစ်ပွားခဲ့တယ်လို့သိရပြီ ၎င်းယင်တိုင်မှုကြောင့်တဦးသေဆုံးက၈ဦးဒဏ်ရာရခဲ့တယ်လို့သိရပါဗယ်ပထမဖြစ်စဉ်မှာမနေ့ကမတ်လ20ရက်ည9:00နာရီခန့်မှာရှမ်းကုန်တိုင်းဒေသကြီးကြောက်တရားခရိုင်လမ်းမတော်မြို့နယ်မဟာဗန္ဓုလလမ်းနဲ့လမ်းတစ်လမ်းဆုံးမှာအမျိုးသားတဦးကိုဟိုက်ချက်ရင်ကဝင်တိုက်တဲ့ဖြစ်စဉ်တစ်ခုဖြစ်ပေါ်ခဲ့ပါတယ်ရှင်တိုက်ခရယာသူကိုအနီးရှိအငားရင်တိုက်စီနဲ့ရန်ကုန်ထွေထွေယောဂကုစေယုံကြီးလမ်းမတော်ထိပို့ဆောင်ပေးခဲ့ကြောင်းနဲ့စေကူတာမှုခံယူနေစမှာပဲလူနာကွယ်လွန်သွားခဲ့တယ်လို့သိရပါဗျ။ ဒုတိယဖြစ်စဉ်မှာည9:00နာရီတချိန်ထဲမှာပဲကြောက်တရားခရိုင်လာတာမြို့နယ်မဟာဗန္ဓုလာလန်နဲ့24လမ်းလမ်းစုံအနီးမှာလိုက်ထရရင်ကလမ်းဖေးသွားလာနေသူတွေကိုဝင်တိုက်တဲ့ဖြစ်စဉ်တစ်ခုထပ်မံဖြစ်ပေါ်ခဲ့ပြီးလူရှိဦးထိခိုက်ဒဏ်ရာရခဲ့ရမှာပြင်းထန်ဒဏ်ရာရသူ2ဦး၊တာမန်ထိခိုက်ဒဏ်ရာရသူ2ဦးနဲ့ပုံးပဲ့သူ9ဦးကိုကူညီပေးခဲ့ရတယ်လို့သိရှိရပါတယ်ရှင်။ဆလတ်တင်ဆက်ပေးမှာကတော့မြမတန်တကာယဉ်ကျေးမှုတလေးအသိပညာပေးဟောပြောဝဲတန်လင်းတွင်ကျင်းပတဲ့တဲ့ရင်ဖြစ်ပါတယ်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ခရိုင်မြို့နယ်အမျိုးသမီးရေးအဖွဲ့တို့ပူးပေါင်းကျင်းပသောမြမတန်တကာယဉ်ကျေးမှုဒလိအသိပညာပေးဟောပြောဝဲကိုမက်လ21ရက်နေ့နဲ့ဆင်နိုင်ကတန်လင်းမြို့ရှိလူလူအခြေပြုဗဟုဌာန Community Center ခန်းမမှာပြုလုပ်ကြောင်းသိရပါသည်။ရှေးဦးစွာတန်လင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးတင်ကအဖွဲ့အမစကားပြောကြားပါရယ်ဆက်လက်ပြီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူးဒေါ်လာပုံမှု မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဒုတိယဥက္ကဋ္ဌဒေါ်စင်မဆူကမြမတန်တကာယဉ်ကျေးမှုဒလိအကြောင်းအသိပညာပေးဟောပြောကြပါတယ်။အဲဒီနောက်တယောက်လာကြသူများအားမြမတန်တကာလိမ့်ချပေးကြကြောင်းသိရှိရပါတယ်ရှင်။ဒီသတင်းကိုတော့ဖြိုးတီဟာကပြပူလာတာပါ။ ထပ်မံတင်ဆက်ပေးမှာကတော့ကြောက်တန်းမြို့နယ်အနောက်ပိုင်းရက်ကွက်အားကစားရုံလမ်းတွင်မိလာမှုဖြစ်ပွားတဲ့တဲ့ရင်ဖြစ်ပါတယ်။မတ်လ21ရက်နနေ7နာရီ6မိနစ်ခန့်ကရန်ကုန်တိုင်းဒေသကြီးကြောက်တန်းမြို့နယ်အနောက်ပိုင်းရက်ကွက်အားကစားရုံလမ်းတွင်မိလာမှုဖြစ်ပွားကြောင်းတင်ပြရရှိတဲ့အတွက်ကြောက်တန်းမြို့နယ်မိသက်စခန်းမှမိသက်ရင်များထွက်ခွာနှိမ့်သက်ခဲ့ကြကြောင်းသိရှိရပါတယ်ရှင်။နောက်ဆုံးတင်ဆက်ပေးမှာကတော့ဒုက္ခတကုံပြည်သူအငှားအင်အားမှထပ်မံပြီးစီတဲ့အစာအုပ်နှလုံးမှအခမ်းများကိုမဲနိုင်ပြီးမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ ဒုက္ခတကုံပြည်သူအငှားအယားမှထက်မှန်ပြီးစီးတဲ့အဆအုပ်နှလုံးကအခမ်းများကိုမတ်လ23ရက်တွင်မဲနိုင်ပေမှာဖြစ်တယ်လို့သိရှိရပါတယ်။အဆိုပါဒုက္ခတကုံပြည်သူအငှားအယားတွင်စားလုပ်ပြီးစီးတဲ့တိုင်မတ်89နဲ့အမတ်65တိုင်များရှိအခမ်းပေါင်း334ခန်းကိုမဲနိုင်ခွင့်ပေးမှာဖြစ်ကြောင်းသိရှိရပါတယ်။အခုကဲ့သို့မဲနိုင်ခွင့်ပေးရာတွင်ဘူတနောင်ခရိုင်တာဂီတာမြို့နယ်မှ135ဦး မင်္ဂလာတုံခရိုင်မင်္ဂလာတုံမြို့နယ်မှာ32ဦး၊တင်ငန်းချုံခရိုင်တင်ငန်းချုံမြို့နယ်မှာ169ဦးကိုအစုပါနေတွင်မဲနပ်ပေးသွားမှာဖြစ်တယ်လို့သိရှိရပါတယ်။မျိုးပြနှင့်အင်အားဖွံ့ဖြိုးရေးဦးစီးဌာနမှနေရေးအခက်အခဲရှိသောပြည်သူများအငိမ့်စားဝန်ထမ်းများနှင့်လက်ရှိတာဝန်ထမ်းဆောင်စေနိုင်ငံဝန်ထမ်းများကိုတက်တာသောနှုံချဖြင့်၅နှစ်၅ရက်နေထိုင်ခွင့်ပြုထားကြောင်းလည်းသိရှိရပါသည်ရှင်။